င်္ဂလိပ်စာ writing ကောင်းဖို့ရက်တရနဲ့မှ90အဲ့တော့လန်တာလေးကမေးစရာရှိတာရက်တရ90ဆိုတာမများလုံးလားလို့မေးစရာရှိတာပေါ့ဒါပေမဲ့လည်း writing ဆိုတာ scale ၄ခုထဲမှာအကျယ်ပြန့်ဆုံးလည်းဖြစ်သလိုအာစနစ်တကျရေးရမယ် series တစ်ခုလည်းဖြစ်တယ်ဒါကြောင့်ဒီရှိမှဆရာတင်ခဲ့တဲ့ speaking series နဲ့အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ series တွေထက်ရက်တွေပိုများနေတာဖြစ်တယ်ပေါ့နော်အဲ့တော့လုံးဝ writing မရေးတက်ဘူးဆိုရဲလိုကနေတဆင်ပြီးတဆင်ရေးတက်သွားစေဖို့အတွက်ဆရာသင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အချိန်ကိုအလောက်ယူလိုက်မှပြည့်စုံမယ်ဆိုပြီးတော့ဆရာအဲ့ဒီ course တိုင်းဆရာကသင်ပေးမှာပဲဖြစ်တယ်ပေါ့ 嗰個先係 Learn 嗰啲啊 Solution，follow 我嘅 Solution，稍到喂 Writing Series 要你做，你呢啲要做，你 Writing Series 要做，幫我理理下嚟啊！啊 <noise>，你唔好俾人哋點，你呢？趁呢啲工作唔係做做，你先幫我理下啲卡馬哥對唔？ ကြိုးရှိသွားမယ်ကိုယ့်အတွက်ထောက်ပံ့ပြုမယ်နောက်တစ်ခုမှတ်ထားမှာ writing series ဆိုပြီးတော့ဒီ series က writing series ဆိုပေမဲ့တခြား speaking series တွေ speaking skills တွေနောက်ခါကျတော့ဒီ grammar skill တွေစသဖြင့်တခြားသူနဲ့ဆက်နွယ်နေတဲ့ skill တွေကိုပါဒီတော်ဝိုက်တော့နှီးနဲ့အထောက်အပံ့ပြုသွားရဖြစ်တဲ့အတွက်ကြောင့် series တစ်ခုကိုလေ့လာခြင်းဟာ channel series channel skill တွေကိုပါပေါ့နော်မြင့်တက်လာစေခြင်းပဲဆိုတော့ဆရာရဲ့လမ်းတာတွေနားလည်ရမယ်ဟုတ်ပြီဒီနေ့က writing series ကိုမသင်ခင်မှာဘာကြောင့် စနစ်တကျသင်ယူဖို့လိုအပ်လဲဆိုတဲ့အကြောင်းကိုရှင်းပြမယ်ဒီစနစ်ကိုသိတာနဲ့မသိတာရဲ့ကြားတဲ့ကွာခြားချက်တွေပေါ့ဟုတ်ပြီဒါဆိုရင်ဒီမှာရှိတဲ့ခေါင်းစဉ်၄ခုရှိတယ်ဒါဟာဆိုလို့ရှိရင် writing ရေးတဲ့စာပိုက်တွေရေးတဲ့ဤစနစ်၄မျိုးပဲဖြစ်တယ်အဲအဲ့ဒါကိုစကားလုံးအကြီးအကျယ်ကြီးတယ်မရှင်းပြဘူးအဲလွယ်ကူရှင်းလင်းတဲ့ ်စကားလုံးတွေသုံးပြီးတော့ဆရာရှင်းပြမယ်အဲ့တော့ data လေးနားထောင်လိုက်မယ်ဆိုလို့ရှိရင်အော်ဒီလိုနီးစနစ်တွေရှိပါလားဒီလိုနီးစနစ်တွေကိုမသိလို့ဘာလို့ရ writing တွေက affected မထိရောက်ပါလားနော်မထီရောက်ပါလားဆိုတော့နားလည်သွားလိမ့်မယ်ဟုတ်ပြီထိုးကဘာလဲဆိုရင် number 1ကတော့ burger theory လို့ခေါ်တယ် burger theory ကျွန်တော်တို့ burger ကိုမြင်ဘူးရယ်နော် hamburger ရဲ့အပေါ်မှာရှိတဲ့အဖုံးလေးရှိတယ်အလယ်မှာထည့်ထားတဲ့အစာပလာလေးရှိတယ်အောက်မှာအပိတ်ရှိတယ်ဒါလေးကိုကြာတော့ top bun လို့ခေါ်တယ်ပေါ့ဒါလေးကကြာတော့ fillings လို့ခေါ်တယ်ဒါဖြည့်တဲ့ဟာလေးဒါလေးကကြာတော့ bottom bun လို့ခေါ်တယ် အောက်မှာပိတ်တဲ့အပိတ်ကလေးပေါ့အဲ့တော့ top bar failing ရ bottom bar ဆရာအဲ့ဘာကတလုံးသိရကျွန်တော်တို့ဘာလုပ်လို့ရမှာလဲဘာကရဲ့ theory ကဘာကဆိုတာကဒီသူကနေသူจิจิလေးလေးလေးနဲ့ဟိုဟိုပြောရမယ်ဆိုပြည့်ပြည့်စုံစုံလေးရှိနေတဲ့ပုံစံလေးထွက်တယ်ဘာကလုံးပြပြဆိုကြတဲ့ကသူ့အแทမှာလည်းအစားပလာလဲပါသလိုဟိုပြက်ပြက်ကြဲကြဲကြီးဖေဖေကြီးမဟုတ်ဘူးခဲ့တဲ့သူจิจิလေးလေးရှိလို့ဖြစ်တယ်အဲ့လိုပဲ survive ကလေးကလည်းจิจิလေးလေးဖြစ်ချင်ဘာက theory ကိုသုံးရမယ်နမူနာပြောရမယ်ဆိုရင်ဟောဒီ top bar မှာဆိုရင်ကိုပြောချင်တဲ့အကြောင်းအရာကိုရေးရမယ်ဥပမာဖြစ်ဆိုရင်ကထားပါလို့ဥပဒီ ဖခင်ကောင်းတယောက်ဖြစ်သည်ဆိုပြီးတော့ဒါနဲ့ပတ်သက်ပြီးဆရာဘာကာတီယိုတို့တည်တံ့တင်ထားတဲ့ဗီဒီယိုလည်းရှိတယ်ဒါပေမဲ့လမ်းသားလေးမတွေ့လိုက်ရမှာဆိုလို့ဆရာတစ်ခေါက်ပြန်ပြီးတော့ပြောပြတာပေါ့နော် Top Ban ဆိုပြီးတော့ပေါ်ဆုံးမှာဥပဒေဖခင်ကောင်းတယောက်ဖြစ်သည်ဆိုပြီးတော့ဆရာတို့ကစာကြောင်းကြောင်ရေးလိုက်တယ်အဲ့ဒါဒီအပေါ်အဖုံးလေးကိုစပြီးဖုံးလိုက်တာဥပဒေဖခင်ကောင်းတယ်ဖုံးအစာပလာတွေထည့်ရတော့မယ်အစာပလာဒီဟိုရောက်တယောက်ဖြစ်လို့ရတဲ့အစာပလာမဟုတ်ဘူးဘယ်ဟိုပဲသွားတဲ့စာအစာပလာလဲဆိုရင်ဒီအပေါ်ဖုံးလေးနဲ့ကန့်ကြည့်တဲ့စာပလာပြောချင်တာကဒီဒီထပ်ဖြည့်တဲ့အချက်လက်တွေဒီဥပဒေတခြားဟာတွေနဲ့ပတ်သက်ပြီးရေးလို့မရဘူး ဖခင်ကောင်းဖြစ်ကြောင်းဆိုတဲ့အချက်လက်တွေပဲထည့်ရမယ်အဲ့လိုမရင်စာပိုက်ကြီးကစာကြောင်းတွေများပြီးစာပိုက်ကြီးတွေပွားစစ်စီဖြစ်သွားတာအဲ့ဒီအထာကိုနားမလဲလို့ဥပဥမာဖြစ်ဆိုရင်ဥပဒီဖခင်ကောင်းဖြစ်တယ်ဆိုရင်ဒီနေရာမှာဥပအကြောင်းကအဓိကလားဖခင်ကောင်းတယောက်ဖြစ်ကြောင်းအဓိကလားဆိုတော့လားလဲရမယ်ဥပအကြောင်းအဓိကသွားထားပြီးရေးမိရင်ကျွန်တော်တို့ဘာဖြစ်ကြလဲဆိုရင်ဥပဘယ်မျိုးကနေဘွဲရလာတယ်နော်ဥပရဲ့အရေးအမြင့်လေးဥပရဲ့ဝါသနာလေးအဲ့ဒါသွားရေးမိပြီးတော့စာပိုက်ကြီးကကြီးသွားမှာဒီနေရာမှာဥပရဲ့အဲ့အချက်လက်တွေမလိုအပ်ဘူး ဥပါရဲ့ဖခင်ကောင်းဖြစ်ကြောင်းเนาะအဲ့ဒါဆိုဘာကြီးလို့မလဲဒီသားစုအပေါ်ကိုအတိတက်တယ်ပေါ့เนาะလူမှုဒီလူမှုရေးနဲ့ပတ်သက်ပြီးတော့သူကဆောင်ရွက်တယ်စသဖြင့်ဒီဖခင်ကောင်းတယောက်ရဲ့ဂဝင်ကံနဲ့ကန့်ညီတဲ့အချက်လက်တွေပဲရေးမယ်ဆိုလို့ရှိရင်ဒီ feeling လို့ခေါ်တဲ့ဒီမှာဖြည့်တယ်ဖြည့်တဲ့ဟာလေးတွေဒီဘယ်ဘက်သွားထောက်ကူပြုလဲဆိုရင်ဒီ top man လေးပဲထောက်ကူပြုတော့ server clear ပို့ပြီးတော့ပြည့်စုံလာတယ်အပေါ်ကအဖုံးလေးမှာရှိတဲ့ဥပါကဖခင်ကောင်းဖြစ်ကြောင်းဆိုတဲ့ဟာလေးကိုအောက်ကစာကြောင်းလေးတွေကထပ်ထပ်ဖြည့်ပြီးတဲ့ခါကျတော့ဒီအချက်လက်ကိုလူတွေကပုံပြီးပါဖြစ်လာလဲဆိုလို့ရှိရင် ပို့ပြီးတော့မြင်တာလာတယ်စိတ်ထဲမှာပို့ပြီးဆွဲလာတယ်အဲ့လိုမျိုးရေးမှာကိုယ်စာပေလည်းထိအောင်အဲနောက်ဆုံးမှပြန်ပိတ်ပြီပိတ်ပြီဆိုရဲဆိုတော့ဒါကြောင့်ပဲဘုန်းကပြောလဲအချက်လက်လေးဖြစ်ပြီးပြီကိုကောင်းတဲ့အချက်လက်လေးလည်းရေးပြီးပြီဒါကြောင့်ပဲဥပဟာဖောက်ရင်ကောင်းတယောက်ဖြစ်တယ်လို့ကျွန်တော်ပြောရတာဖြစ်ပါတယ်ဆိုပြီးတော့အပေါ်အဖုံလေးတိုင်းမှာအောက်ကနေပြန်ပိတ်လိုက်တယ်အဲ့ခါကျတော့အပေါ်မှာအဆိုးရှိတယ်အဲ့ဒီဟာကိုထောက်ခံမဲ့အချက်လေးတွေဂျိုင်းမှာထည့်တယ်ပြီးရင်နောက်ဆုံးမှအဲ့ဒါကြောင့်ပဲကျွန်တော်ပြောရတာဖြစ်ပါတယ်ဆိုပြီးတော့ပြန်လဲပိတ်တယ်လည်းပိတ်လိုက်ကောကိုယ့်ရဲ့စာပေကလေးကဟိုရဟိုတလုံးလုံးဒီရောက်တလုံးလုံးမဖြစ်တော့ဘဲနဲ့ จิจิလေးလေးနဲ့စာပိုက်တစ်ပိုက်ဖြတ်သွားတယ်ဒါက bug theory လို့ခေါ်တယ်အဲ့လိုမျိုး theory မတည်ဘဲနဲ့ကျွန်တော်ရေးတဲ့ခါကြတဲ့ရှင်အဲခါကြရင်အပတ်တည်းမရဘူးနော်စာပိုက်ကြီးကကြီးပြီးတော့စိတ်ဝင်စားစရာမကောင်းဆိုတာဒါကြောင့်ပဲဟုတ်ပြီအနောက်ဘက်ကကျတော့ PEE paragraph လို့ခေါ်တယ် PE paragraph ရေးနေရကြတော့တစ်ဖက်လိုကိုပြောပြတဲ့ဟာကိုတစ်ဖက်လိုနားလည်အောင်နားဝင်အောင်တင်အာတေချာပေါ့နော်ကိုဘက်ကအခြေအခိုင်အမာမှာရှိရဆိုတဲ့အကြောင်းပြောပြခြင်းတဲ့အခါမျိုးမှာတော့ရတာမျိုးဖြစ်တယ်အဲ PE ရပါလဲဆိုရင် PE ဆိုတာပထမတစ်ခုကပါလဲဆိုရင် point ိုင်းဆိုတာအချက်လက်ကိုကအချက်လက်တစ်ခုကိုပြောလိုက်တယ်အချက်လက်တစ်ခုကိုပြောလိုက်တဲ့ဟာကိုအဲသူကထောက်ခံချင်မှထောက်ခံမယ်မထောက်ခံမှဆိုရတဲ့အကြောင်းကိုကဘာကြောင့်ဘာထပ်ဖြေလိုက်ရလဲဆိုရင် explanation လို့ခေါ်တယ်ရှင်းပြချက်ထပ်ဖြေလိုက်တယ် main အချက်လက်ကိုမင်းနားမလည်ဘူးငါရှင်းပြမယ်ဆိုပြီးတော့ရှင်းပြနေတာအဲရှင်းပြနေတာပေါ့နော်ဟိုဆရာတို့လည်းအင်္ဂလိပ်စကားတွေခဏခဏသုံးတယ်ကိုကအချက်လက်တစ်ခုကိုပြောလိုက်တယ်အဲအချက်လက်တစ်ခုကတစ်ဖက်လူကနားမလည်ဘူးဒါမှမဟုတ်လက်မခံဘူးဆိုရင်သူကဘာလုပ်လိုက်ရလဲဆိုရင် explanation လို့ခေါ်ပြီးဆရာသူကရှင်းပြလိုက်တယ် ရှင်းပြလိုက်တဲ့ဟာကို तू ကသိနားမလဲသေးဘူးဆိုတော့ဒါထပ်ပြလိုက်တဲ့ဆိုရင် example ပေးလိုက်တယ်ဥပမာပေးလိုက်တယ်အဲဒီဟာဒီ PE paragraph ရေးနေလို့ခေါ်တယ်ကိုပြောချင်တဲ့အကြောင်းအရာဒါမှမဟုတ်ဆိုကိုဖော်ပြချင်တဲ့ကိုရင်းနေရထုတ်ချင်တဲ့အကြောင်းအရာလေးကိုကအဲရေးလိုက်တယ်ပေါ့ပြီးရင်ဘာလိုက်လိုက်လဲဆိုရင်ဒီ explanation လို့ခေါ်ရဲရှင်းပြချက်ဒီရှင်းပြလိုက်တယ်အဲ့အကြောင်းကို तू ကနားမလဲသေးဘူးဆိုရင်ဘာထပ်ပြလိုက်ဆိုရင် example ပေးလိုက်တယ်အဲ့တော့ server တစ်ပတ်ကိုရေးထားလို့ definition လို့ဟာမျိုးပါမယ်သူ့အဓိပ္ပာယ်ရှင်းလာပါမယ် example လေးပါမယ်ဆိုရင်ဒါဘာကိုသုံးထားလဲ PE နည်းစနစ်ကိုသုံးထားလို့နားလည်ရမယ်ဟုတ်ပြီနောက်တစ်ခုကဒါပါလဲဆိုရင် 5Ws and 1H W ငါးလုံးနဲ့ H တစ်လုံးအဲ့ဒါရောပါလဲအဲ့ဒါကကြတော့ကိုရေးတဲ့အရေးသားဒီနော်ပို့ပြီးတော့လူတွေကစိတ်ဝင်စားဖို့ကောင်းအောင်နဲ့ပို့ပြီးတော့ထင်ထင်ရှားရှားလေးဖြစ်အောင်လို့ရှိရင်ပို့ပြီးမျိုးလုံးထဲမှာမြင်သာအောင်ကိုဘက်ကဘလောက်ထိအချက်လက်ခိုင်မာရဲ့ဆိုတာတစ်ဖက်လူကိုပြဖို့အတွက်သုံးတဲ့စာပိုင်မျိုးဖြစ်တယ်အဲ့ဒါတည်းကဘာလဲဆိုရင်နံပါတ် W ကတော့ဘာလဲဆိုရင် who လို့ခေါ်တယ် ဘသူတွေလဲ now what ဘာဖြစ်ကြတာလဲ now when ဘယ်နေရာမှာဖြစ်ကြတာလဲ when ဘယ်အချိန်မှာဖြစ်ကြတာလဲ why ဘာကြောင့်ဖြစ်ကြတာလဲ how ဘယ်လိုတွေဖြစ်ကြတာလဲဆိုရယ်စာပိုင်ထဲမှာအဲ့ချက်လက်ဒီ6ခုပေါ့နော်ဟုတ်ပါလို့ရှင်ဒါဟိုဒီသတင်းသမားရဲ့ဆိုလို့ရှင်အာဘာ6လုံးလို့ခေါ်လာခေါ်ရဖြစ်မှာတင်တယ်ဒီဘာဘာကုန်ပေါ့နော်ဘသူလဲ ဘာလဲဘယ်နေရာလဲဘယ်အချိန်လဲအနောက်ဘာကြောင့်လဲဘယ်လိုလဲဆိုပြီးတော့ဘာကြောင့်လုံးပေါ့အင်္ဂလိပ်စာမှာတော့ 5WN1H လို့ခေါ်တယ်ကိုရေးရစာပိုက်ဒီအဲအေးအဲ့တုန်းကဘယ်တုန်းကလဲတော့တေချာမသိဘူးကွာအေးဘယ်သူတွေလဲတော့တေချာမသိဘူးအဲ့လိုမဟုတ်ဘဲနဲ့လုံးဝတိတိကျကျအချက်လက်တွေနဲ့ကွာရေးတာတစ်ဖက်လူလုံးဝဟိုအော်ဒီကောင်တေချာပြောထားပါလားဆိုပြီးတော့ခံစားအောင်ပေါ့နော်ဒါဇဝေဇွာအချက်မဟုတ်ဒါတိကျတဲ့အချက်လက်ပါလားလို့တစ်ချက်လူတွေတချို့တစ်ဖက်လူတွေခံစားအောင်လို့ဘာတွေထည့်ပြပါလဲအေးဟောင်းဘယ်သူတွေကတော့ဘာဖြစ်ကြတာဘယ်နေရာမှာလဲ နော်ဘယ်တော့မှဖြစ်တာဘာကြောင့်ဖြစ်ကြတာပြီးတော့ဘလို့တွေဖြစ်သွားတာဆိုပြီးတော့ဒီ W 5လုံးနဲ့ H 7လုံးပုံစံနဲ့ရေးမယ်ဆိုရင်ကိုယ့်ရဲ့ paragraph ကဆိုလို့ရှိရင်အာပြောမယ်ဆိုရင်ဒီစိတ်ကူးတက်ရရေးရဖာခွက်လို့မထင်တော့ဘဲနဲ့တကယ်ကိုဟိုရှာဖွေစူးစောင်းပြီးတော့ရေးထိုင်ဖာခွက်လို့ထင်စီမှာပဲဖြစ်တယ်ဒါတော့ရေးနေနည်းနည်းအစ်စ်ဒါပေမဲ့စာကြောင်းလေးတွေကိုရေးနည်းယူတော့ဆရာမတတ်ဖန်ပြောပြမယ်ဒါကဒီနေ့ဘာနဲ့စပြီးမိတ်ဆက်တာလဲဆိုရင် ဒီလိုနီးစနစ်တွေကိုမတိဘဲနဲ့ရေးလို့ရှိရင်မထိရောက်ဘူးဆိုတော့ပြောပြတာအဲကြောင့်အရာတိုင်းမှာနီးစနစ်ရှိရအတွက်ကြောင့်ရက်ကတော့နည်းနည်းရှိမယ်ပုံမှန်လေးတော့လေ့လာမယ်ဆရာထမင်းစလုံးဝ simple အဖြစ်ဆုံးအခြေခံအကြဆုံးတော့ပဲမနက်ခံစမယ်ပေါ့နော်နောက်ဆုံးတစ်ခုကဘာလဲဆိုရင် tower process tower process ဆိုတော့ဒီ tower ရေးနည်းနီးစနစ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင် tower ဆိုပြီးတော့ဖြန့်ထုတ်ရတယ်အဲ့တော့ပထမဆုံးတစ်ခုကဘာလဲဆိုရင်အဲ့ဒါဘယ်အခါမျိုးမှာတော့လဲကိုကအချက်လက်တွေ ာပိုက်တစ်ပောက်ရေးမယ်ဆိုလို့ရှိရင်အဲ့ဟာဘယ်ကစာရေးရမှန်းမသိဘူးပြီးတော့ကိုရေးတဲ့အချက်လက်ကလည်းမထိအောင်ပါဆိုတယ်အချက်လက်တွေလည်းမပြည့်စုံပါဆိုတယ်ပြီးတော့ဒီဘာဂါတီတို့လိုပဲအချက်လက်ကမမပါမဆိုင်တာတွေပါလာမှလည်းဆိုတယ်အဲဆိုင်နာတွေကြံခဲ့ပါလေဆိုတဲ့အခါမျိုးမျိုးပါဆိုရင်ဒီ tower process လို့ခေါ်တယ်ဒီ tower ဒီဖြစ်စဉ် tower needs တွေကိုလုံးရမယ်အဲပထမဆုံးတစ်ခုကပါလဲဆိုရင် think စဉ်းစားရမယ်ကိုပြောချင်တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့အချက်လက်တွေကိုရေးလိုက်မယ်မမာရေးမယ်ဆိုရင်ဒီစာအုပ်ထဲမှာပါလို့မယ်ဆိုရင်ရေးလိုက်မယ် စဉ်းစားလိုက်မယ်စဉ်းစားပြီးတော့နောက်ဒုတိယတစ်ခါပါလဲဆိုရင် organize organize ဆိုပါလဲဆိုရင်ဒီဟာလေးဒီအချက်လက်လေးတွေဘာလုပ်မလဲဆိုရင်ထန့်ခွဲရမယ်အချိန်နဲ့ပတ်သက်တာလားဒါဆိုဒီဘက်ဒါဒါတစုကိုရေးထားတဲ့အချက်လက်တွေကိုခွဲထုတ်လိုက်တာရောမရေဘူးเนาะအော်ဒီအရေးပါမှုနဲ့ပတ်သက်တာလားကောင်းကျိုးနဲ့ပတ်သက်တဲ့ဟာဆိုကောင်းကျိုးဆိုးကျိုးနဲ့ပတ်သက်တဲ့ဟာကိုဆိုးကျိုးမှာဆိုပြီးတော့ဘာလုပ်ရလဲပြန်ပြီးတော့စီလိုက်တာအဲဒဘုံစီပြန်ပုတ်လိုက်တာပေါ့နော်ဒဘုံစီပြန်ပုတ်လိုက်တာအဲ့လိုလုပ်တာဘာလုပ်တာလဲခေါ်ဆိုရင် organize လို့ခေါ်တယ် အချက်လက်ကိုစဉ်းစားတယ်အချက်လက်ကိုစဉ်းစားပြီးတော့အဲ့အချက်လက်တွေကရောပြီးရေးထားတဲ့ဟာကိုမှတခါဒါမှမဟုတ်ကဲဒီ online တင်ကြားခြင်းရဲ့အဲ online တင်ကြားခြင်းကြောင့်ပြောမှဆိုရင်ကောင်းကျိုးတွေလည်းရေးမိထားမယ်ဆိုးကျိုးတွေလည်းရေးမိထားမယ်စသဖြင့်ပေါ့အဲ့ဒါတွေကိုကောင်းကျိုးကတသက်ဆိုးကျိုးကတသက်အဲ့လိုမျိုးပြန်ပြီးစီမံလိုက်တာကို organize လုပ်တယ်လို့ခေါ်ရတယ်ဒါဆိုရင်တသက်စီရသွားပြီရေးတော့မရေးရသေးဘူးဒါပေမဲ့အချက်အလက်ကိုတသက်စီခွဲထုတ်ပြီးသွားပြီအဲတတိယမြောက်ချက်စပြီးပါလို့မလဲဆိုရင် right ရေးပြီဒါဆိုရင်ခုနကကောင်းကျိုးဆိုရဲအပုံနဲ့မှ share meaning နဲ့တို့ပြီးကောင်းကျိုးလေးတွေကိုတစ်ပါးရေးလိုက်ရော ်နောက်ဆိုဂျိုးဆိုရင်လည်းဆိုဂျိုးရဲ့အကြောင်းကိုတပတ်ရေးလိုက်ပေါ့ပြီးတော့ကိုယ့်ရဲ့အထင်မြင်ယူဆချက်နဲ့ပတ်သက်တဲ့ဟာလည်းကိုယ့်ရဲ့အထင်မြင်ယူဆချက်ဆိုပြီးတပတ်ရေးလိုက်ရောအဲ့လိုလေရေးပြီးလေရေးပြီးတော့နောက်ဒုတိယနောက်ထပ်နံပါတ်၄ဆင်ဘာလုပ်မလဲဆိုရင် EDIT edit အဲ့ဒါကိုပြန်ပြီးတော့ဖတ်မယ်ဒီဖြတ်မယ်လိုတဲ့ဟာပြန်ဖြတ်မယ်ဩငါမှားပြီးရေးမိတယ်ဒီချက်လက်လေးကတော့ဒီမှာမလို့ဘူးဟောဒါလေးတော့ကြံခဲ့တယ်ဆိုပြီးထပ်ပြီးတိဖြစ်တာတော့ edit လုပ်ခါတယ်နောက်ဆုံးကတော့ rewrite ပြန်ပြီးတော့ရေးမယ် ပေးဖြတ်ပြီးတော့ထားတယ်အစနေပြန်ပြီးတော့ပြန်ကူးပြီးရေးလိုက်မယ်ဆိုရင်လောကအချောထွက်လာတယ်ဘလို့အချောထွက်လာတယ်သူကလည်းသူတက်တက်ကလေးစီဒီစနစ်တကျဖြန့်ထားတဲ့အချက်အလက်ကလေးတွေစပိုက်ကလေးထွက်လာတယ်ပေါ့နော်အဲ့ဒါဘာကိုသုံးလိုက်တာဆိုရင် tower process ကိုသုံးလိုက်တာဟုတ်ပြီဒါဒီနေ့ဆရာဘာနဲ့မိတ်ဆက်လာလို့ဆိုရင် writing မှာသူ့မှာနီးစနစ်တွေရှိရဆိုတော့ဆရာပြောပြခြင်းတာဖြစ်တယ်နီးစနစ်မတည်ပဲလှုပ်လို့ရှိရင် ဟိုဆရာတို့ကဘယ်အရာမဆိုနေစင်းမသိဘဲနဲ့ရမ်းလို့တာနဲ့နေစင်းတကြလို့တာနဲ့ဆိုရင်အများကြီးกว่าလေအားကစားတွေမှာလိုပဲပေါ့နော်ဒီစနစ်တကြ train ထားတာနဲ့မ train ထားတဲ့လူကဘလုံးမအောင်ရှင်းလို့မရတယ်လို့ကြွားတယ်လို့ပဲ writing နေစင်းကိုလည်းစနစ်တကြလေ့လာမှာဖြစ်တယ်အဲ့တော့ဆရာလည်းအကောင်းဆုံးအဒီရတဲ့အချိန်လေးတွေကနေဖဲ့ပြီးတော့ဆရာဆရာရဲ့လမ်းလာလေးကိုဆရာ train ပေးမယ်ပေါ့နော်အဲ့တော့ပုံမှန်လေးလေ့လာမယ်မနေ့ကစပြီးတော့လုံးဝအလွယ်ဆုံးအဆင်ပြေဆုံးဖြစ်ဆုံးဟာနေစပြီးတော့လေ့လာကြမယ်အားလုံးပဲကြိုးစားကြပါလားနောက်တော့ fight နေမှာ